မြတ်စွာဘုရားရှိတယ်ဆိုတာတက်တေပြလို့ရပါသလားအရှင်ဘုရားတဲ့ရတာပေါ့နော်တရုတ်နိုင်ငံမှာရှိတဲ့မြတ်ဗုဒ္ဓဤဆွေတော်ကိုအနောက်နိုင်ငံသားသိပ္ပံပညာရှင်များက သူတေသနာလှုပ်လို့ကြောင်းတရုတ်အစိုးရကိုအကြင်ကြင်တောင်းဆိုတာကြောင့်တရုတ်အစိုးရက ခွင့်ပြုလိုက်တဲ့အတွက်သူတေသနာလှုပ်ကြည့်တဲ့အခါမှာဤဆွေတော်သည်လွန်ခဲ့သောနှစ်ပေါင်း2000ကျော်လောက်က မြင့်မြတ်သော လူသားတဦးဤသွားဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတစ်ချက်ထဲနဲ့တင်မြတ်စွာဘုရားတကယ်ရှိတယ်ဆိုတာကိုသက်တည်ပြလို့ရပါတယ်။ဒါကရုပ်ပိုင်းဆိုင်ရာနဲ့သက်တည်ပြတာပါ။ဓမ္မရှုထောင့်ကနေသက်တည်ပြမယ်ဆိုရင်မြတ်စွာဘုရားကိုတော်တိုင်ကတရားကိုမြင်မှငါဘုရားကိုမြင်မယ်လို့ဟောကြားထားတဲ့အတွက်တရားမြင်ပြီဆိုရင်ဘုရားရှင်ကိုမြင်မှာဖြစ်ပါတယ်။ ဒါကြောင့်မြတ်စွာဘုရားတကယ်ရှိတယ်မရှိဘူးဆိုတာကိုသိကျင်တရားရှိအောင်အရင်လုပ်ကြည့်ပါတရားရှိပြီဆိုလို့ရှိရင်မြတ်စွာဘုရားတကယ်ရှိတယ်ဆိုတာကိုသိလာပါလိမ့်မယ်တခြားဘာသာဝင်တွေကိုဘယ်လိုမြင်လဲဗျကျန်တော်ကတခြားဘာသာဝင်ပါဖုံဖုံပြောတာတချို့အရာ လေးတွေသဘောကျလို့တဲ့ဥစဉ်ကဥထုဇဉ်ယဟန်တပါးဖြစ်တဲ့အတွက်ဥစဉ်ရဲ့အမြင်နဲ့ပြောမယ်ဆိုရင် အမှန်ဖြစ်ဖို့အတွက် အမှားဖြစ်ဖို့ကပိုများပါတယ်เนาะအဲဒါကြောင့်ဥစဉ်ရဲ့အမြင်နဲ့မပြောဘဲမြက်စွာဖရာဤအမြင်နဲ့ပဲပြောပါမယ်ဥစဉ်တို့ကိုးကွယ်တဲ့မြက်စွာဖရာကလူတွေကို လူလို့ပဲယူရှင်းစွာမြင်ပါတယ်ဒါဆိုရင်မြက်စွာဖရာကလူတွေကိုမခွဲခြားဘူးလားလို့မေးစရာအကြောင်းရှိပါတယ်ခွဲခြားပါတယ်မြက်စွာဖရာခွဲခြားပုံကဘာသာလူမျိုးခွဲခြားတာမဟုတ်ပါဘူး ဇက်နဲ့ဇက်မြင့်ခွဲကြတာမဟုတ်ပါဘူးစင်ရဲချမ်းသာခွဲကြတာမဟုတ်ပါဘူးယာထူးရှိမရှိ ခွဲကြတာမဟုတ်ပါဘူးလူမိုက်နဲ့လူလိမ္မာပညာရှိကိုပဲခွဲကြတာဖြစ်ပါတယ်လူမိုက်ကိုမပေါင်းသိမ့်ဖို့ဟောကြားပြီးလူလိမ္မာပညာရှိကိုတော့ပေါင်းသိမ့်ဖို့ဟောကြားပါတယ်ဘာကြောင့်လူမိုက်ကိုမပေါင်းသိမ့်ဖို့ဟောကြားရတယ်လဲဆိုရင် လူမိုက်ကိုပေါင်းသိမ့်လိုက်မယ်ဆိုရင်ပစ္စည်းမာကိုမြင်လို့ပဲဖြစ်ပါတယ် လူမိုက်ကိုမုံလို့မဟုတ်ပါဘူးဦးစင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာတတဝအာလုံးအပေါ်အနှိုင်းမဲ့မေတ္တာထားရှိတော်မူပါတယ်ထို့အတူပဲဦးစင်းလည်းဘုရားရှင်ရဲ့သားတော်တစ်ပါးဖြစ်တဲ့အတွက်ဘုရားရှင်ထုံနှလုံးမူပြီးလူမျိုးမခွဲကြပါဘူးဘာသာမခွဲကြပါဘူးဇနိုင်ဇနိုင်မခွဲကြပါဘူးญาติရှိမရှိမခွဲကြပါဘူးစင်ရချမ်းသာ အခွဲကြပါဘူးလူကိုလူလို့ပဲမြင်ပြီးတော့ လူမိုက်ဆိုလို့ရှိရင်တော့မိတိဘာသာဝင်ပဲဖြစ်ဖြစ်လူသို့လို့မြင်ပါတယ်လူလိမ္မာပညာရှိဆိုရင်တော့မိတိဘာသာဝင်ပဲဖြစ်ဖြစ်လူကောင်းလို့ပဲမြင်ပါတယ်เนาะ